ယ်ချောင်းမြွန်းနယ်မြိတ်တဝဲကားလန်းဘော်ကလပရွာမှာနေ40လောက်ကိုဆီယနာရှင်တက်ကမိရှုဖြစ်စီခဲ့တယ်လို့ဒေသခံတချို့ကပြောပါဗျ။စေနာရှင်တက်ဟာအော်တိုဘားလ20ရက်နေ့ကစလို့မြေကျော်ရဲ့ကားလန်တျှောက်မှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးလာပြီးအော်တိုဘားလ23ရက်နေ့မနေ့ပိုင်းမှာတော့လဘကြေးရွာစတင်ကြောင်းနောက်မှာပြည်သူ့ကောက်ွယ်တပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီလိုတိုက်ပွဲဖြစ်ပွားပြီးစေနာရှင်တက်ကလဘကြေးရွာကနေအိမ်တွေကိုမိရှုဖျက်ဆီးသွားတယ်လို့ဒေသခံတချို့ကပြောပါတယ်။ အင်ချီတရာလောက်ရှိတဲ့လဘကျေးရွာမှာတဝက်နီးပါးလောက်မီးလောင်ပျက်စီးခဲ့ပြီးလဘစင်ကြံပတိုင်းစားတဲ့ကျေးရွာတွေမှာရှိတဲ့အရက်သားပြည်သူနေအိမ်တွေကပျက်စီးတွေကိုလည်းဆင်းရနာရှင်တက်စစ်ကြောင်းကယူဆောင်သွားတယ်လို့ဆိုပါတယ်။တေချောင်းချေဆိုင်ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတချို့ကလည်းအရက်သားနေအိမ်တွေမီးရှို့ခံရပြီးဆိုင်ကယ်စပိန်အပါအဝင်အင်ထောင်ပရိဘောကပျက်စီးတွေကိုဆင်းရနာရှင်တက်စစ်ကြောင်းကမြေတဲကားနဲ့ယူဆောင်သွားတယ်လို့ပြောပါတယ်။ အင်အား150လောက်ရှိတဲ့စစ်အာဏာရှင်တပ်စစ်ကြောင်းဟာအော်တိုဘာလ26ရက်နေ့မှာတော့တဲချောင်းမြို့နာကဘဒေါ်ရက်ကွက်နဲ့စင်ကူးရွာဘက်ကိုပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်။